ဒီဗီဒီယိုထဲမှာအသက်က9နှစ်နဲ့စီဂျိုက90ဖြစ်ပြီးတော့ကြောက်ကက်ထိပ်ပြီးတော့လူလောကကြီးရထွက်သွားရတဲ့ သမီးငယ်လေးရဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့စီးကြုံမဖြစ်ဘူးဆိုတာကိုတချို့ကထင်တတ်ကြတယ်ပေါ့နော်။အတကယ်တော့မဟုတ်ပါဘူး။အထူးသဖြင့်ကတော့အခုနောက်ပိုင်းကလေးတွေကတယုံမုတ်တွေအချိုးထက်များတဲ့မုတ်တွေအသင့်စားအစားအစာတွေကိုအရန်စားလာကြတယ်မိဘတွေကလည်းကလေးငယ်ရင်ပြီးရောဆိုအလိုလိုက်ပြီးတော့ကြွေးတတ်ကြပါတယ်အဲဒီလိုမျိုးမကြွေးကြပါနဲ့ဒီကလေးလေးရဲ့အမေရဲ့ပြောပြချက်အရတော့ လီနီယာယောဂမခန့်စားခင်မှာအချိုဓာတ်တွေရမ်းများတယ်၊ပလီဖောင်းအချွတ်မုန့်တွေ၊နောက်တကြားဓာတ်တွေရမ်းများတယ်၊ M150 လို့အချိုရည်တွေကိုမကြာခဏတောက်ခဲစားခဲ့တယ်လို့ဆိုပါတယ်။ဒီရွယ်လေးနဲ့ယောဂကိုပြင်းပြင်းထန်ထန်ခန့်စားသွားတာမြင်ရတာတကယ်ကိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ကလေးတွေကိုလည်းကိုယ်တိတိကျကျလေးကူးဆိုင်ဖို့အတွက် ကျွန်မအားလုံးကိုဒီဗီဒီယိုလေးတင်ပြလိုက်ရချင်ဖြစ်ပါတယ်။ဒီသမီးလေးလည်းကောင်းအောင်ပုံပေါ်အောင်ရောက်ပါစေရှင်။